အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာတော့ pause လေးတွေနည်းနည်းများမယ်ပေါ့နော်အဲ့တော့ကျွန်တော်စကားပြောတာမြန်တယ်ဆိုတဲ့ဒီတွေအတွက်ဒီဗီဒီယိုကတော့စိတ်ကြိုက်ဗီဒီယိုတစ်ခုဖြစ်သွားမယ်လို့မြင်နေအခုချိန်မှာကျွန်တော်ဒါကျွန်တော်မနေ့ညဒါ CD ပွဲကြည့်ပြီးအိတ်လိုက်တာကောင်းလို့လာတော့ဒါကျွန်တော်အာသီးအောင်တယ်ဗောနော်အာသီးအောင်နေကျွန်တော်စကားတွေရောအမြန်ပြောလို့မရဘူးစကားအမြန်ပြောလိုက်ရင် ဒီတော့အသက်ရှူချက်လို့ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒါဖြည်းဖြည်းနဲ့မှန်မှန်ပြောမယ်အဲ့တော့ဒါကျွန်တော်တို့ခါတိုင်းထပ်ပူပြီးတော့ဒါအားဒီ man နေ in that အားတိုင်းမဖြစ်ဘူးဆိုရင်တော့ခွင့်လို့ပါလို့ပြောချင်ပါတယ်အဲ့တော့ ။အဲ Newcastle ရဲ့အိမ်ဝင်မှာတော့ Manchester City အသင်းကတော့ဒါ2-1ဆိုတဲ့ရလနဲ့ရှုံးနေကြတာဖြစ်တယ်။ဒီနေ့ပွဲစဉ်မှာ Manchester City အသင်းတွေနဲ့ဒါကျွန်တော်ခါတိုင်းမြင်နေကြ City နဲ့တော်တော်လေးကို꿰ပြတဲ့ City ပုံစံမျိုးကိုတွေ့ခဲ့ရတယ်ပေါ့နော်။ဒါအမှန်တိုင်းပြောမယ်ဒီနေ့ပွဲစဉ်မှာဒါ Newcastle ဘက်ကတိုက်စစ်ကတော်တော်လေးကို counter transition တွေမှာအဆင်ပြေခဲ့ပြီးတော့ City ဘက်ကတော့ဒါလက်ရှိမှာဒီနေ့ပွဲစဉ်မှာ Donnarumma တောင်းဒီထက်ပိုပြီးတော့ ဟိုမကောင်းခဲ့ဘူးဆိုရင်ဒီထက်တော့မှပို့ပြီးတော့တိုင်ပတ်သွားမယ်အနေထားမှာရှိမယ်လို့ရဲ့အနေထားမှာဖြစ်သွားတယ်ပေါ့နော်အဲ့တော့ပြောချင်တာကလက်ရှိမှာ City တင်းနဲ့ဒီနေ့ပွဲစဉ်မှာ cancel ပိုင်းရတာကျွန်တော်တို့နေရာတွေမှာလူကိုပါလို့ဖြစ်တယ်လဲဆိုတော့ကိုဆက်လက်ပြီးတော့တွေ့ရတဲ့ပွဲစဉ်ပေါ့နော်အဲ့တော့တစ်ခါကြရင်ပြတာကျွန်တော်အနေနဲ့ပေါ့နော်ဒါပုံမှန်လင်းပြောမယ်ဆိုရင်တော့ ကျွန်တော် ग् ွာကြီးကိုနားမလဲတာတွေရှိတယ်တကယ်ဖျားစုဂွာကြီးကိုနားမလဲတာတွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒါ Riders Food and Nico Gonzalez ဆိုတဲ့တွဲလုံးကအလုတ်ဖြစ်နေတဲ့အချိန်မှာဘာလို့များတာကျွန်တော် Riders ကိုတိတ်ချမသုံးမဲနဲ့ဘာသာလို့ Saver ကိုနေရာကိုဆွတ်ပေးနေတာလဲဆိုတော့ကျွန်တော်သိပြီးနားတယ် Saver မကောင်းဘူးဆိုတာမဟုတ်ဘူး Saver ကအဆင်ပြေတယ်ပြဿနာက Saver နဲ့ Food and နဲ့တွဲနေရာလုံးက attacking mindset ဖြစ်တဲ့အတွက်ကြောင့်မဒါ Gonzalez တယောက်တည်းဒါ single pivot မှာနောက်မှာတကောင်နဲ့ကြောင်တောင်တောင်ကြောင်တောင်တောင်ကြံခဲ့တဲ့ movement တွေကိုတွေ့ရမယ်တဲ့မှာပါတယ်ဘောနော်အဲ့တော့ပေးလိုက်တဲ့အတွင်းကိုတွေကလည်းကျွန်တော် Harvey ရဲ့သွေးကိုဖြစ်ပြီး second ball တွေကဂျစင်ဒါကျွန်တော်ဟာဗီဘန်ကပဲအဓိကသွင်းသွားခဲ့တာဖြစ်တယ်ပေါ့နော်ဒါဒုတိယသွင်းကို second ball တော့မဟုတ်ပါဘူးတက် ball တော့နင်းနီးရှိတယ်နေထားမှာဒါဟာဗီဘန်ကပဲအဓိကသွင်းသွားခဲ့တာကိုတွေ့ရမယ်ဒီနေ့ပေါ်စံမှာညူကာဆယ်ကတော့မာတာစီးစီးထပ်ပူပြီးတော့ chances တွေရခဲ့ပြီးတော့အဲ့ chances တွေကိုတော့အသုံးပြုနိုင်စွမ်းရှိခဲ့တာကိုတော့ဒီနေ့ပေါ်စံမှာဖြစ်လာခဲ့တယ်အဲ့တော့ဒီနေ့ပေါ်စံမှာဒါကျွန်တော်တို့လူကာဆယ်အသင်းရဲ့ full back ကစားသမားဖြစ်တဲ့ Liverman တူနဲ့ဒါ Lewis Hall တူနဲ့ဟောဒါကျွန်တော်လုံးဝဒါကျွန်တော်တို့ ဒါကွင်းထဲမှာပြန်တွေ့လာခဲ့ရတယ်။ Trippier မပါလာခဲ့တာကလက်ရှိမှာ Newcastle United အသင်းတွေတော်တော်လေးကိုမှန်ကန်နဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့တယ်လို့ပြောလို့ရမယ်တော့မပါတယ်။ Jeremy Doku ကဒါ Liverpool အနေနဲ့အတိုင်းအတာတစ်ခုထိဒါထိန်းချောင်းနိုင်ခဲ့ပြီးတော်တော်လေးကိုအဆင်ပြေခဲ့တယ်လို့ပြောလို့ရမယ်။လက်ရှိမှာဒါ Newcastle ရဲ့ကွင်းလယ်လူကစားသမားတွေကတော့အကုန်လုံးမုံစဲမုံညဲမုံမြဲဆိုတဲ့ဥစ္စာမျိုးတွေ့ရမယ်တော့မပါတယ်။သူတို့ပြည်သက်ကလွဲပြီးတော့ဒါလက်ရှိမှာဒါပြိုင်ဘက်အသင်းရဲ့ဒါမဟာပြိုင်ဘက်တွေကလွဲရင်တော့ဒါလက်ရှိမှာ Newcastle ရဲ့ဒါကျွန်တော်ကွင်းလယ်ကစားသမား၃ယောက်ကတော့ဘယ်သူမှကြည့်လို့ရမယ်ဆိုတော့မမှန် ဘူးသူဘယ်ဘောဆရာအဲ့ဒါစကားများပြောရလို့ဖြစ်သွားအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒီကွင်းလေလူ၃ယောက်နေရာမှာဂျိုလင်တန်노다တူတူနူနာလေးတော့ တူနာလီဒါဘရီနိုဂမ်ဘီရက်စ်ပေါ့နော်အဲ့တော့ဂျူလန်နန်ဒါတူနာလီဘရီနိုဂမ်ဘီရက်စ်ဆိုတဲ့ကွင်းလယ်၃ယောက်တွေ့ကြတာကျွန်တော်တစ်ဖက်ရဲ့ကွင်းလယ်၃ယောက်တွေ့ကိုတော်တော်လေးကိုဂျန်တန်ဖြစ်ခဲ့တယ်အဲ့တော့ကျွန်တော်ခုနကပြောခဲ့လို့ပါပဲဒီနေ့ပွဲစဉ်ဒီတစ်ဖက်က3ယူအတွဲကိုဖြိုခွင်းဖို့အတွက်ဖူဒန်နဲ့ရိုင်းဒါဆိုတဲ့ကိုကျွန်တော်တော်တော်လေးကိုလိုအပ်ခဲ့တယ်ရိုင်းဒါကလည်းရှိမှာဒါကျွန်တော်ဂွာဒီယိုလာရဲ့ဘယ်လိုဖြစ်လို့ပက်ကင်အော်ဒါရဲ့နောက်ကိုရောက်သွားလဲတော့ကျွန်တော်မသိပေမဲ့ဘနာဒိုဆီဘမော်ရဲ့နောက်ဆုံးမြတ်သူဘနာဒိုဆီဗာကိုသုံးကျင်တယ်ဆိုတော့မှရိုင်းန်ရှက်ကီကိုထုတ်ပြီးတော့ဘနာဒိုဆီဗာကိုတောင်းပန်ဘက်ပြန်ကတ်ပြီးတော့ရိုင်းဒါကိုပြန်သုံးမယ်ဆိုပြီးဒါကျွန်တော်ဖူဒန်နဲ့ဒါကျွန်တော် စေးပါနဲ့ဒါကျွန်တော် switch ပုံစံမျိုးဆော့လို့ရသေးတယ်။တခါကျရင်ပြ ጓ ကြီးရတယ်ဒါကျွန်တော်ခုနပဲတိတ်ပြီးအထူးဆက်လုပ်ချင်တဲ့နေဒါမှရှိသူနဲ့ဒါဂျားထဲမှာကျွန်တော်နားလေပါတယ်ချန်ပီယံလိဘာညာရှိတယ်ဆိုတော့ဒါပေမဲ့လက်ရှိမှာဒါ Premier League မှာဒီနေ့ပွဲစဉ်သာတိုင်းလိုက်မယ်ဆိုရင်တော့ Arsenal အသင်းနဲ့တမတ်ပဲ ጓ ထားနိုင်တယ်အနေဒါတကူရောက်သွားမယ့်ဥစားကိုသူအနေနဲ့ခုလက်ရှိမှာ social လိုက်ရပြီးအကဲညကြရင် Arsenal အသင်းကတော့ကျွန်တော်တို့အဲ Spa အသင်းကိုနိုင်ခဲ့မယ်ဆိုခုနှစ်မှတ်ပြန် ጓ သွားပြီးတော့အမှတ်တွေတော်တော်လေးကို ጓ သွားမယ်အနေဒါတကူရောက်သွားနိုင်တယ်အနေဒါတကူရောက်သွားနိုင်တယ်ပေါ့နော်အဲ့တော့မြို့တော့ပင်စူစီကမှုအခုလက်ရှိမှာတော့တကယ်တမ်းနေလား၅လားဟိဆိုတဲ့အနေဒါပြန် ကြည့်မယ်ဆိုရင်တော့ဒါ City Team နဲ့ဒီနေ့ပွဲစဉ်ရဲ့ရှုံးပွဲကထင်တာထက်အသင်းပေါ်ကိုအများကြီး impact ရှိလွန်းခဲ့တယ်လို့မြင်တယ်။ Allen Haaland ကဒီနေ့ပွဲစဉ်မှာ twin goal တွေကိုဒါကြောင့် Nick Pope အကောင်းဆုံးကာကွယ်နိုင်ခဲ့တဲ့ movement တွေရှိခဲ့ပေမဲ့ Allen Haaland စီကိုဒီနေ့ပွဲစဉ်မှာဘောလုံးနဲ့တိမရောက်ဘူးလို့ပြောလို့ရတယ်မှာပါတယ်။ဒီနေ့ပွဲစဉ်မှာ Tyson ဘိုင်းမှာ Jeremy Doku တယောက်ကလွဲရင်တော့တော်တော်လေးကိုဘဒူးမှဒါကြောင့်တိတ်တိတ်ရှာရုံအားကန့်အားမရှိခဲ့ဘူးလို့ပြောလို့ရတယ်။ရွှေဘောင်းဟာရွှေဘောင်းနဲ့မတူတဲ့ပွဲတလဲဒါကြောင့်အမြဲတမ်းကိုစား Aston Villa နဲ့ပွဲတုန်းကလည်းပဲရွှေဘောင်းကရွှေဘောင်းနဲ့မတူတဲ့ဒါကျွန်တော်တို့ အခြေအနေတွေကိုဆက်လက်ပြီးတော့တွေ့နေမြင်နေရတာကိုတော့ဒါကျွန်တော်သိပြီးသဘောမချလောက်ဘူးเนาะအဲ့တော့စီးသင်းတဲ့လက်ရှိမှာဒီနေ့ပွဲစဉ်မှာပေးလိုက်ရတဲ့ပေးကူတွေအမှန်တိုင်းပြောမှာတော်တော်လေးကိုချီဖစ်လုံးတဲ့အနေထားမှာရှိတယ်ဒီသွင်းမှုတွေဒီထက်ပို့ပြီးတော့စီးသင်းနဲ့ private လုပ်ခဲ့တဲ့မြေဒီထက်ပို့ပြီးတော့ကောင်းခဲ့တဲ့အနေထားတစ်ခုကိုစီးသင်းစီကတွေကျွန်တော်မျှော်လင့်သင်တယ်ဒါပေမဲ့လက်ရှိမှာဒီနေ့ပွဲစဉ်မှာအဲ့လိုပုံစံမျိုးစီးသင်းစီကမတွေ့ခဲ့မှာတော်တော်လေးကိုစိတ်ပျက်စရာကောင်းတဲ့ဒါကျွန်တော် counter transition အဓိကကဗျာခုနကပြောလို့ပဲဒါခါတိုင်းမြင်နေကြ at least ဗျာပေးကူပေးခဲ့မယ်ဆိုရင်တော့မတိုက်ဆက်ပိုင်းကဒါကျွန်တော်ဂိုးတွေပြန်သွင်းပြန်လိုက်ပါ မယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားလို့ရတယ်တခုနောက်ပုံစံပဲဒါဂွာလူလာကိုနိုင်ကသူ့ရဲ့ကောင်းနေတဲ့ဥစ္စာကြီးကိုသူဖြတ်ပြီးတော့ဒါကြောင့် Riders ကိုထုတ်ထားတဲ့အနေထားမှာ Fordham မှာ automatically ကျသွားခဲ့တယ်ပေါ့နော်ကျွန်တော်ပြောခဲ့ပြောခဲ့လို့ပါပဲ ဖိုဒန်ကိုဒါမီဒီယာစပော့လိုက်တယ်ကျွန်တော်ရမ်းမရောက်ဆိုကျွန်တော်အခုချိန်မှာဒါအာဖိုဒန်ကဘာဖြစ်တယ်ကြပြီကစားသမားသူ့ဟာသူကောင်းတဲ့အချိန်ကောင်းတယ်ဖိုဒန်ကိုဒန်ကလည်းဒီကစားသူ့ခြေစွမ်းကောင်းလာတဲ့ပတ်သက်ပြီးသူကိုဒန်ကလည်းဆိုရှယ်မီဒီယာမှာတက်ကြွရဲကစားသမားမဟုတ်ဘူးမီဒီယာစပော့လိုက်တွေမှာတက်ကြွရဲကစားသမားမဟုတ်တဲ့အတွက်ကြောင့်မလို့လက်ရှိမှာဒါကျွန်တော်ဖိုဒန်ကိုဒန်ကလည်းရှိမှာမီဒီယာစပော့လိုက်တွေပြန်ရောက်သွားတယ်ကျွန်တော်သိပြီသဘောမကျတော့အဲ့စပော့လိုက်ကလည်းလက်ရှိမှာဒီနေ့ပွဲစံမှာအနည်းငယ်များအဖက်များရှိသလားကျွန်တော်အနေနဲ့တွေးမိတယ်ဒါပေမဲ့ခုနကပြောသဖြင့်ချိုက်သလိုပြောလို့ရပါတယ်စီးရီးသင်းတဲ့ဒီနေ့ပွဲစံမှာအဓိကအများဆုံးပြောစရာလူတာလာကဒါကျွန်တော်သူတို့အနေနဲ့သူတို့ရဲ့ဒါကျွန်တော်ခြေစွမ်းပိုင်းမယ်တခါကျ ဲ့ဒီနေရာမှာတော့ဂွာဒီယိုလာကိုယ်တိုင်လည်းတာဝန်ယူရမယ့်ချက်တွေရှိတယ်။ကောင်းနေတဲ့ဥစ္စာတွေကိုဘာဒီလုံမှမသိတဲ့ပြဿနာတွေကိုလည်းလက်ရှိမှာဆက်လက်ပြီးတော့ Twitter တာကျွန်တော်စဉ်းစားရမယ်နေထားမှာရှိတယ်။ယူကဆရာရှင်းပါတယ်သူတို့နေတာကျွန်တော်99မနိုင်ကင်ဆိုတဲ့ပုံစံမျိုးကိုဆက်လက်ပြီးသွားပြီးတော့ဒါကျွန်တော်ဒီနေ့ပုံစံမှာရှင်းပါတယ်။ဒါကျွန်တော်ယူကဆယ်ယူနိုက်တက်ကတော့ physical battle မှာနိုင်ခဲ့တယ်လို့ပြောလို့ရတယ်။တူနာတီကလည်းဒါကျွန်တော်အီတလီကမ့်ကနေပြီးတော့ဆော့ဆော့ဆစ်ဆီပြန်သွားခဲ့တာတွေရတယ်လက်ရှိမှာအလုပ်ဖြစ်နေခဲ့တာကိုလည်းအတိုင်းအတာတစ်ခုတွေးရမယ်ပေါ့နော်။အဲ့တော့ခုနပြောခဲ့သူပါပဲ။နာယူကဆယ်ရဲ့ကွင်းလေကကိုသာအပြစ်သက်နေနေဆိုရင်တော့ကြည့်လို့ကောင်းနေနေထားမှာရှိမယ်။ကိုကသူတို့ကို ကြည့်မရတဲ့လူတွေအနေနဲ့ဆိုတော်တော်လေးကိုစိတ်ပြက်စရာကောင်းနေတာကျတော့အနေထားမှရှိတယ်။ဒါဂျူလီနက်ဆိုဘောလုံးကန်လီတာမှုတာဒါကျတော့လူတွေပက်ရိုက်နေတဲ့အနေထားမှရှိတယ်။နောက်ခုနကပြောဆိုလက်ရှိမှာဂျူလီနက်ဆိုတာအကြီးအဆုံးကဒီဘက်ကဘာလို့ပဲမသိအဝါကက်ကြီးပဲထိတာအန်ဒီကက်တခါမှမထိဘူးပေါ့နော်။အဲ့တော့ဒီနေ့ပွဲစဉ်မှာ ပေါ့နော်ဒါကျတော့လက်ရှိမှာနျူကာဆယ်ယူနိုက်တက်ကဒမ်ဘန်နီသွားရှေ့ဘက်မှာနီသွားခဲ့တာမှဘလက်စင်တစ်ခုဖြစ်သွားခဲ့တယ်။ဒါလက်ရှိမှာအက်ဒီဟောင်းနဲ့ဒါဒီနေ့ပွဲစဉ်မှာဖေဘီယန်ရှားနဲ့တေယော်ရုရဲ့အုပ်စု၂ယောက်ကစနာဘက်ပဲရင်းကဒါစီဒီအသင်းရဲ့ဒါတိုက်စစ်မှုကြီးကိုလည်းအဓိကထိန်းသွားနိုင်ခဲ့တယ်ပေါ့။အဲ့တော့စီဒီနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့အမှန်တမ်းပြော မယ်ဆိုတော့ဒီရလက်ကထင်တဲ့အသင်းပေါ်ပူပြီးတော့ဒါထိခိုက်နစ်နာမှုကြီးမားခဲ့တယ်လို့ပဲကျွန်တော်ရဲ့ပုဂ္ဂိုလ်ကြီးကမှကျွန်တော်တို့မြင်တယ်။ဘာကြောင့်လဲလက်ရှိမှာသူ့ရဲ့ run အရန်ကောင်းနေပြီ။အဲ့ကောင်းနေတဲ့ run ကြီးကိုဘာမှမဟုတ်တဲ့ဒါဆိုတော့အဲ့ဘာမှမဟုတ်တဲ့အခြေအနေတကူကရက်တက်လိုက်သွားတာကတော်တော်လေးကိုဆူရွားရလို့မြင်နေပေါ့နော်အဲ့တော့ခုနကပုံတခါကြရတယ်ခုနကပုံတယ်ဒါကစားသမားတွေမှလည်းအပြစ်ရှိလို့ဒီနေ့ပွဲစဉ်မှာနီးပြမှလည်းအပြစ်တွေအများကြီးရှိတယ်လို့မြင်မိရတယ်မှာပါတယ်ပေါ့နော်အဲ့တော့ လက်သိန်းလုံးရဲ့အတွင်းကိုတွေကလည်းကျွန်တော် Ellen Haaland ပေါ်မှာအရင်မိခိုလွန်အားကြီးတယ်ဆိုတော့ဒီနေ့ပုံစံမှာဆက်လက်ပြီးပြသခဲ့တယ်။ဒီနေ့ပုံစံမှာ Jeremy Doku နဲ့သူလည်းဒီလောက်ပဲဆွမ်းနိုင်တယ်ဆိုတဲ့အနေထားကိုဆက်လက်ပြီးတွေးခဲ့ရတယ်ဗောနော။အဲ့တော့ Jeremy Doku ဒီနေ့ပုံစံမှာကောင်းတယ်ဆိုပေမဲ့ဒီနေ့ပုံစံမှာ Jeremy Doku ကောင်းတာကလွန်ဘာမှတိတ်ပြီးမရှိခဲ့တဲ့အနေထားမှာရှိတယ်။ Newcastle United ကဒီနေ့ပုံစံမှာ one shot one goal ဆိုတဲ့ဥစ္စာမျိုးကိုကျင့်သုံးသွားခဲ့ပြီးတော့တလုံးစုံတလုံးလုံးပြသွားနိုင်ခဲ့တယ်ဒီမှာပါတယ်။ Newcastle United ရဲ့ဒါတိုက်စင်မှုဖြစ်တဲ့ Wolfda Mate ကသူ့ရဲ့အရမောင်းညင်ပါဘူးကိုကိုတော့ဆက်လက်ပြီးပြသနေစေဖြစ်ပြီးဒါ Donnarumma ဒါကောက်ွယ်လိုက်လို့ဒါတချို့လုံးတွေမသိတာခဲ့တာ ပဲရှိတာပေါ့နော်အဲ့တော့ Grammar Nation City တော့ဒီနေ့ပွဲစဉ်ရတာရမှတ်ရှော့မှုကတော်တော်လေးကိုဒါကျွန်တော်အသင်းအတွက်ထိခိုက်နေနာမှုကြီးမားလွန်းမယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးအမြင်ပြီးတယ်ဒါကြောင့်မို့တော့ကျွန်တော်တို့ဒီပွဲစဉ်ကတော့ဒါ City အသင်းအတွက်တော်တော်လေးကိုဒါ ဒါမှအပြည့်နှစ်မျိုးဘူးကောင်းတယ်ပွဲစဉ်လိုပြောလို့ရတယ်။ယူကာဆယ်ယူနိုက်တက်အသင်းကခုလက်ရှိမှာဒါကျွန်တော်လီပွဲတွေမှာဒါတိုင်ပတ်တောင်းတိုင်တောက်လျှောက်ပတ်နေတဲ့အသင်းကခုလက်ရှိမှာတော့ဒီနေ့ပွဲစဉ်ကတော့ဒါကျွန်တော်လက်ရှိသူတို့အတွက်ကဒါကျွန်တော် Breath of Fresh Air ဖြစ်ခဲ့တယ်ပေါ့နော်။ဒါ Champion League မတိုင်ခင်မှာယူကာဆယ်ယူနိုက်တက်အသင်းကဒီနေ့ပွဲစဉ်9ပွဲကသူတို့အတွက်ဒါကျွန်တော် at least တော့ဒါယူကာဆယ်ခုလက်ရှိမှာ Premier League မှာဒီပွဲနဲ့မတိုင်ခင် League မှာဒါ3ပွဲပဲနိုင်ထားခဲ့တာရှိတယ်။လက်ရှိမှာဒါတိုင်ဆင်စံလာမှာရစ်တီရစ်တီသွားနေပြီးတော်တော်လေးကိုတိုင်ပတ်နေတဲ့နေထားကနေအခုလက်ရှိမှာ City အသင်းကိုနိုင်ခဲ့တဲ့အတွက်ကြောင့်လို့ဒါယူကာဆယ်ယူနိုက်တက်ကနည်းနည်းလေးအသက်ရှူပြန်ချောင်ခဲ့တဲ့နေထားမှာရှိခဲ့တယ်လို့ ောလို့ရမယ်တယ်မပါဘူးကွာ။အော်ညူကာဆယ်ယူနိုက်တက်ကတည်းကချန်ပီယံလိရှိပြီဆိုအမြဲတမ်းပြည်တွင်းလီမှာအမြဲတမ်းဒါကျွန်တော်တို့တိုင်ပတ်ခဲ့တဲ့ movement တွေရှိတဲ့အတွက်ကြောင့်မို့ဘာတွေဘလို့ဖြစ်နေလဲဆိုတာတော့ကျွန်တော်တို့လည်းဒီခမောက်နဲ့ဒူတာဆက်လက်ပြီးတော့စောင့်ကြည့်ရအောင်မယ်လို့ပဲကျွန်တော်အနေနဲ့မြင်ပြတယ်မပါဘူး။ series အတွက်ဒီနေ့ပွဲစဉ်ကတော့ရမှတ်ရော့ခဲ့တာကတော့တော်တော်လေးကိုနှမျောဖို့ကောင်းလွန်ခဲ့တဲ့အနေဒါတစ်ခုမှရှိတယ်လို့ပြောရင်လည်းကျွန်တော်ကိုသွားကုန်ပြီပေါ့။အဲ့တော့ဒါကျွန်တော်လက်ရှိမှာဒီနေ့ပွဲစဉ်ရလက်ကူတော့ Arsenal ပြိတ္တတွေကတိတ်ပြောတာပေါ့နော်။စပါးနဲ့ပွဲစဉ်မှာဒါကျွန်တော်လက်ရှိမှာဒါကျွန်တော် Arsenal အသင်းကအနိုင်ရရှိခဲ့မယ်ဆိုရင်တော့ Manchester City အသင်းနဲ့ခုနကမှဒါကျွန်တော် ောက်စုတင်တဲ့6မှတ်စပြီးတော့ခွာတော့မယ့်အနေထားတစ်ခုရောက်ရှိခဲ့ပါဖြစ်ပါတယ်။နောက်ပါပဲအားလုံးမကြိုးတမာရဲကောင်းမွန်တော့ဒီနေ့ဖြစ်ပါစုမုံကောင်တောင်းပေးနေပဲကျွန်တော်တို့နေနောက်မှာပဲအေးစစ်စစ်တွေးကြတာပေါ့နော်။မြန်မာလေးကလစ်ပေးကြပါဦး။မြန်မာကလစ်ပါမြန်မာလေးဖြစ်ပါတယ်။အားလုံးမကြိုးတမာရဲကျွန်တော်တောင်းပေးပါဗျာ။ဒီပေါ်ဗျာ။